ကမ္ဘာဆင်းရဲသောနိုင်ငံများထဲမှာမြန်မာပါလာလို့မေးကြည့်တော့သူက AI ကနေပြီးတော့28တဲ့အဆင့်နံပါတ်28မှာပါတယ်တဲ့မြန်မာကတဲ့အဲ့တော့သူရှောက်ပြောတာပေါ့ဒီနိုင်ငံကြီးအချက်သေးတွေပြီးတော့ပြည်ပြည်ထောင်ရာပိတ်ဆို့မှုတွေအထူးကထားပြီးတော့ပြောတယ် ိုင်ငံရေးအကြက်တဲကြောင့်မို့လို့အပြည်ပြည်ဆိုင်ရာပိတ်ဆို့မှုတွေဖြစ်တယ်ပေါ့နိုင်ငံရေးအကြက်တဲကဘာလို့ဖြစ်လဲဆိုတော့ဒီပြည်ပခါတွေပေါ့နော်လူမျိုးရေးပြည်ပခါတွေပေါ့ရခိုင်မှာလည်းစစ်တပ်ရှိတယ်ဗမာလည်းစစ်တပ်ရှိတယ်တိုင်းတိုင်းနိုင်ပြည်နယ်ဘဏ္ဍာကုရှိတယ်အမှအကုန်လုံးစစ်တပ်ရှိတယ်တို့တို့ကတို့တိကျလက်နက်ကိုင်နေနေဖွဲ့သေးထားတယ်အဲအကြောင်းမြန်မာကအဲ့လိုဆင်းရဲနေတာအဲ့လိုတော့ပြောတယ်အမှထပ်ပြီးတော့မေးကြည့်တယ်နီးပညာနာနီးပညာနဲ့တရားစာတတ်မှာဒီစင်းရဲမှုပို့ပြီးတော့ဖြစ်စီတာဘာကြောင့်လဲလို့မေးကြည့်တော့ကြတော့ တရံဇာတာထွက်တဲ့နိုင်ငံတော်တော်များများဆင်းရဲတာများတယ်တဲ့။ဟောအဲ့တရံဇာတာကိုသူတို့မှတ်ပြီးတော့လုနေကြလို့သူပြောတယ်။နိဗ္ဗညာရှိတဲ့နိုင်ငံတွေကချမ်းသာတာများတယ်။မှငါထပ်ပြီးတော့တွေးမိတယ်နိဗ္ဗညာရှိတဲ့နိုင်ငံတွေကတရံဇာတာမရှိဘဲနဲ့ချမ်းသာတယ်။အမှလူတစ်ခုရတယ်။ကဘာကြီးကိုအုပ်ချုပ်နေတာလည်းနေပညာရှိတဲ့နိုင်ငံတွေပဲ။ တညာသာတာဘယ်လောက်ရှိရှိကဘာကြီးကိုအုပ်ချုပ်လို့မရဘူးအဲ့တော့စာရီတင်ကြပါစာရီတောက်အောင်လုပ်ကြပါဒီထွင်ကြပါဖန်တီးပြပါညမာတွေဘာလို့သူ့ကြုံဘွားရောက်ကလဲဆိုတော့အဲ့ဒါပဲအဓိကအဲ့ ငါငါနေမယ်ကွာငါလူမျိုးငါတတိငါတနန်းနေမယ်ဆိုပြီးအိုက်စိတ်နဲ့ပဲဒါပေမဲ့ကဘာနေပြီးတော့ဘလို့တတ်မှတ်လဲဆိုတော့ဒီဘုံမေဘာမပါပါဘုံမေဘာမဘာမှမဟုတ်တဲ့ကုမ္ပဏီတက်ကိစ္စအနေပြီးမြန်မာနိုင်ငံဝင်ပြီးတော့ချူကျော်ဆဲတိုက်ခိုက်တယ်ပြီးတော့သူတို့မှရှိတဲ့လင်းရင်နေအမြောက်တွေနဲ့မြန်မာနိုင်ငံကိုလောက်တယ်ပေါ့အာမြန်မာတွေကဘာမှရှိဘူးလေမြန်မာတွေက ဒုထာအလောက်ပဲကျွမ်းတာအမှတဏ္ဍတောင်မှာအလောက်မသုံးတဲ့လောက်တွေအဲ့ချိန်မှာဘူချုပ်ခက်လောက်ရောက်မှာအမြောက်တွေတဏ္ဍတွေဒုံးကြီးတွေဘာတွေညာတွေဖြက်လာတာလေအဲ့တော့နီးပညာတုတ်တက်ဖို့အတွက်စစ်တပ်အခုစစ်တပ်အကြောင်းပြောမယ်နီးပညာတုတ်တက်ဖို့ဆိုသူတို့ဒီနိုင်ငံတိုင်းကိုလိုက်ပြီးတော့ပေါင်းတင်းပြီးတော့ idea ပစ္စည်းဝယ်တယ်ဝယ်ပြီးတော့သူတို့ကသူတို့ထွင်တယ်အခုမြန်မာထွင်ထားတဲ့ demo တွေလည်းရှိတယ်အခုရင်ကုန်တင်မောဘာသာစင်းလည်းမသိဝယ်တယ်အဲ့ရင်ကုန်တင်မောတွေလည်း နောက်ပိုင်းကျရင်ထုတ်လာမယ်ထင်တာပဲအဓိကတော့နီးပညာပဲငါတို့ကမတွေးကြော်တတ်ဘူးငါတို့ကမစဉ်းစားတတ်ဘူးငါတို့ကမကြံ့ကြံ့တတ်ဘူးအဲ့ဒါနီးပညာပဲအဲ့ဒီဟာတွေသိအောင်လုပ်ကြအမြဲတမ်းနော်